ကိုယ့်အခြေအနေကိုကိုယ်စဉ်းကျင်သုံးသပ်တယ်။ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေသလဲ။ငါဘာလှုပ်သင့်သလဲဆိုတာကိုအမြဲတမ်းစဉ်းကျင်သုံးသပ်ရမယ်။ဒီတဲ့စဉ်းမြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရမယ်။စဉ်းကျင်တဲ့မမြဲဘူးလို့သိခြင်းဟာဘာကျိုးရှိလဲလို့မေးကြည့်တွေ့တောင်မှုတွေကိုရှင်းချလို့ရတာဒုရီယာတွေ့တောင်မှုဆွဲမဲ့မှုတွေပေါ်မှာ တွေ့တံမှုဆွမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချံလုံမိသွားတာတဲ့ပေါ့မကောင်းတာတွေလုံမိသွားတယ်လုံမိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တံမှုကိုရှင်းချဖို့ရတဲ့အရာခသိဟမမြဲဘူးဆိုတဲ့အနိစ္စသင်ညာသာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့စဉ်ရင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ်အဲ့ဒါလို့မဟုတ်လို့ရှိရင် ကိုယ်စိတ်တွေအာယုန်တစ်ခုတည်းမှာဆူဆီးလို့မရဘူး။တမာရီမရှိလို့စိတ်တွေဟာလွဲ့ပြန်နေတဲ့တည်ငြိမ်မှုမရဘူးဆိုရင်တမာရီကျင့်စဉ်နေတဲ့ကိုယ်စိတ်လေးကိုငြိမ်အောင်အာယုန်တစ်ခုတည်းမှာဆူဆိုင်လို့ရအောင်လုပ်အောင်ကိုယ်ပါလုံနေတယ်လေအဲ့ဒီပါလုံနေတယ်လေဆိုတဲ့အချက်ပေါ်မှာကိုယ်စိတ်လေးတည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားအဲ့ဒီနှစ်ခုကိုဇာယီနောလို့ပြောတာကပ္ပဓာအထုတ်ပြီဆိုလို့ရှိရင်အဲ့တော့ သမထကျင့်တယ်ကိုလည်းဇာယိနောဝိပဿနာတရားအထုတ်တာလည်းဇာယိနောပဲတဘာဝကိုအတိမှန်စဉ်ဉ္ဇဉ်သုံးသက်တယ်အဲ့ဒါတမာရီနဲ့ပညာတိုးတက်အောင်ကြိုးစားခြင်းလောကီကိစ္စမှာဇာယိနောဘာလို့ဟာကိုစီဘဥစ္စာ တိုးတက်နေတယ်ဆိုရင်ငါတနေ့ဝင်ဝေဘလောက်ရှိတယ်ငါသုံးနေတာဘလောက်သုံးနေလဲနော်ဖုံးဖို့တာအစဖုံးဖို့တာဘလောက်ကုန်သွားပြီလဲ ဝင်ငွေကဘလောက်ရှိသလဲဆာဤတော့စဉ်းစားဆင်ញင်ရမှာဖြစ်တယ်ကောနော်အတုံးတွေကမြားဝင်ငွေကရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးမပါသွားမှာတည်ကြတယ်ပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားမှာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူးတဖြည်းဖြည်းကုံသွားပြီးနောက်ဆုံးမှဘာမှကြံတော့အဲ့ဒါလိုဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုရှာတဲ့စီးပွားဟာပယုတ်လုံးမဖြစ်စေနဲ့ တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ခြတ်တောင်ဘိုးတွေလိုပြားကြီးပြားအောင်ကြီးတို့ကြီးပွားလာအောင်သာကြိုးစားအထုတ်တဲ့။ဒါဟာလဲကိုယ့်ကိုယ်ချက်ကင်လုံးနေမှာသိမှာပဲဖြစ်တယ်ပေါ့။ဒါကြောင့်မို့စာကြီးနော်ကိုယ်လုံးနေတဲ့အလုပ်ပေါ်မှာအမြဲတမ်းလှုပ်ရမှာစဉ်းစားတွေးခေါ်